မိတ်ကလေးဆိုတာမိတ်ကလေးတယောက်ကယောက်တာတိုင်းရဲ့နှုတ်ဖျားမှာရေပန်းစားဖို့ထက်ယောက်တာတိုင်းကတံမိုးထားပြီးတော့ညနိုချင်းခံရတဲ့မိမမြတ်တယောက်ဖြစ်ဖို့ပဲအရေးကြီးပါတယ်မိတ်ကလေးတယောက်ကယောက်တာတိုင်းကိုလှည့်စားနေတာထက်လှည့်စားတက်တဲ့ယောက်သားတွေကိုရှောင်ရှားတက်ဖို့ပဲလိုတယ်မိတ်ကလေးတယောက်ယောက်သားတွေလဲပြန်ငေးအောင်လှနေဖို့ထက်ယောက်သားတွေလေးစားလောက်အောင်နေတတ်ဖို့ပဲစူးစမ်းတင်ပါတယ်မိတ်ကလေးတယောက်ယောက်သားတကာကိုကစားနေရတဲ့ ယောက်ျားကောင်းတစ်ယောက်ပိုင်ဆိုင်ခွင့်ရဖို့ပဲအဓိကကြတယ်။မိန်းကလေးတယောက်ယောက်ျားတယောက်ကိုကျွန်တယောက်လိုခိုင်စားနေရတဲ့အဲ့ဒီယောက်ျားကိုမိခင်တယောက်မြတ်တာမျိုးနဲ့ချစ်တတ်ဖို့ပဲလိုအပ်တယ်။မိန်းကလေးတယောက်ကိုခန္ဓာကောက်ကြောင်လှနေဖို့ထက်ကိုချင်းတိတ်ခါနဲ့အရှက်တရားရှိဖို့ပဲလိုအပ်တယ်။မိန်းကလေးတယောက်ကိုချင်းတရားကောင်းတဲ့ယောက်ျားတယောက်ကို ပိုင်ဆိုင်ခွင့်ရဖို့ထက်ပိုင်ဆိုင်မှုစူးစမ်းလာတဲ့ယောက်ျားကောင်းကိုလေးစားမှုနဲ့ဆက်ဆံပေးဖို့ကအရေးကြီးတယ်။ဘဝမှာအကြောင်းအကျောင်းတွေကြောင့်ငွေကြေးစင်းရနေပေမဲ့ ကိုကျင့်တရားမစင်ရဲ့ဘို့တော့အရေးကြီးပါတယ်။ဟုတ်ကဲ့ပါရှင်။မွေးရီတာသူကိုလေးစားစွာနဲ့ credit ပေးပါရစေ။နောက်ဆက်အပိမှုအတွက်လည်းကျေးဇူးအထူးပဲတင်ရှိပါရစေ။